န်နန်းစပတ်နုသွေးဆိုရယ်ဇလန်တွဲလေးနဲ့စခဲ့တာဆိုတော့အခုလိုဇလန်တွဲရေပို့ပြီးတော့တွင်ကျလာတဲ့အချိန်မှာပို့တရုတ်ဆောင်နေနေနဲ့ပို့ပြီးတော့အရှိတာပေါ့လေဟုတ်ဟုတ်ဇလန်တွဲရေရလည်းအများကြီးပဲမြေကြီးလိုက်တဲ့အချိန်မှာအများကြီးပဲဆိုတော့အားလုံးဘသူရိုက်ရပေါ့လေအားလုံးကစူးစမ်းကြရတဲ့သူတွေပဲဆိုတော့အပေးမှာပါပိုင်တော့နဲ့ကဒီပုတ်ပွားမှာရိုက်ထားတဲ့ကားလေးပေါ့အဲ့ဒါလည်းမကြခင်ဖက်မှာပါအခုတော့ပြီးသွားပြီပေါ့နော် ပြောဖို့ကောင်းခဲ့ပါတယ်အကားလေးရလေလေသူကတော့ romance drama ပုံစံမျိုးလေးဆိုတော့၃ရောင်လုံးအကောင်းဆုံးပေါ့နော်အမားတို့ရောတေးဥဆောင်ထားကြတယ်ပေါ့အကောင်းဆုံးတော့ဟိုဒီကားလေးရဲ့ဇာတ်လမ်းလေးလည်းတော်တော်တော့သဘောကျတယ်ဆိုတာလေဟုတ်စုံဝင်သူတော့မရှိဘူးအကုန်လုံးနဲ့ကစုံဝူးတယ်ဆိုတာလေဟုတ်အမားနဲ့တိတ်ပြီးတော့မစုံဘူးအဲ့လိုอืมတိချာဟိုစုံသွားတဲ့ခံမရှိဘူးပေါ့နော်ပိုင်းနဲ့ပဲစုံတာပုံများတာပေါ့နော်အဲ့လိုဟုတ်ကြဟုတ်ကြဟုတ်ကြကြံမှုတင်အင်းဘော အဲတကြံကားနီးတော့လေတကြံကားနီးပေါ့လေဆိုတော့အဲကားလေးလည်းအလိုရိုက်ကူးပြီးသားရေဆိုတော့မကြခင်ဒါပြိသက်ရှိရောက်မှာပါလို့အဲရိုက်ကူးပြီးသားရဲ့မှာအဲကားလေးကလည်းဟိုအရင်သဘောကျရဲ့ကားလေးပေါ့နော်ဒီလိုလောက်တော့လည်းရရဲသဘောလည်းကျပါတကြံကားတော့တိတ်အများကြီးမရိုက်ဘူးဆိုတော့ဒါလည်းထူးထူးခြားခြားလေးပေါ့နော်တကြံကျတော့လေတကြံမှုနဲ့ဟိုတကြံပြီးသွားလို့တော့ခံစားရတယ်အဲ့လိုအမှန်တရားတော့အများကြီးတော့မရှိဘူးတကြံမှာအဲ့လို ဖြတ်တန်းဖြစ်တာအိမ်မာနီဖြစ်တာများတယ်ပေါ့နော်ဆိုတော့ဟိုရင်တော့ကပဲဟိုအကျဉ်းနဲ့ပတ်သက်အမှတ်ကျအများကြီးတော့မပြောတတ်ဘူးပေါ့နော်နောက်အသက်ကြီးလာမှရှိမလားတော့မသိအခုချိန်ထိတော့တတိတခြားတော့မရှိသေးဘူးဟဲ့အဲ့လိုမျိုးမရှိဘူးမရှိဘူးအဲ့တော့မကွဲချင်ပါဘူး ျော်ပါတယ်အားလုံးနဲ့ဒါမစုံနိုင်ကြတဲ့မောင်နှမတွေပြန်ပြီးတော့ဟိုစုံပြီးတော့ရိုက်ရတာဆိုတော့ရှူတင်ပြီးတဲ့အချိန်နဲ့ဒါရိုက်ကွင်းမဟုတ်တော့တဲ့အချိန်မှာလည်းပျော်ပျော်ပွားပွားနဲ့ဆိုတော့အားလုံးက close ဖြစ်ပြီးတော့ရိုက်ကွင်းလုတ်တဲ့အချိန်မှာပူရင်းနေရောလေအဲလုတ်လုတ်လုတ်ကောင်းတာပေါ့နော်အဲ့လိုလေးရရှိအဲ့ဒါကြားတော့ကြားရတယ်ပေါ့နော်တကယ်ဖြစ်ရင်တော့ကောင်းတာပေါ့လေဒါဇလန်တွေ့ရိုက်ထားတဲ့တေးဥဆောင်တွေအတွက်ကောအမြော်မှန်းလို့ရတာရိုက်တာကြပြီဆိုတော့လေအဲ့တိတ်မရှိလောက်လားရှိလားမသိဘူးပါလားမပါလားအဲ့လိုတိကျမသိဘူးဟုတ်ပါရှိတယ် တိုင်ရင်လွှဲမြတာအဲအဲ့လိုတော့ရှိမှချင်းတယ်တခြားအဲ့လိုမရိုက်တာနည်းနည်းတော့ကြာပြီဆိုတော့ဟုတ်ဟုတ်ရေခေါင်းမှုကတော့အင်းနည်းနည်းတော့တမိတမိကြောင့်နည်းနည်းတော့အဲ့လိုတော့ရှိပြီဆိုတော့ရေခေါင်းမှုကတော့အိတ်တောင်းရယ်ပရိသတ်အားပေးကြတဲ့အတွက်ဝမ်းသာပါတယ်ဆိုတော့အခုလက်တလုံးမှာလည်းဇလန်တွဲလေးတစ်ခုတော့လက်ခံထားရယ်ပေါ့နော်အဲအိတ်တွက်လည်းပြင်ဆင်နေရယ်ပေါ့ဟိုအရင်တော့ဆိုရင်တော့2019လောက်က Star Award လောက်ထားရယ်ဆိုတော့အဲ့လိုမျိုးပွဲမျိုးရှိတော့ ဇလန်းတွဲရိုက်ထားတဲ့သူတွေအနေနဲ့ရင်ခုန်လို့ရတာပေါ့အကယ်ဒမီလိုမျိုးပေါ့ဇလန်းတွဲရကိုယ်ဆိုရင်ဒါဇလန်းစက်အိမ်နဲ့ခိုင်မာကြရတယ်ပြီးတော့ပြိသက်တီကြည့်လို့ရှင်ဆွဲသွားတဲ့ဇလန်းတွဲရလည်းများရဲဆိုတော့ဘာသူပဲရရရစေချင်ပါတကယ်လို့ပွဲလုံးဝင်ပေါ့လေဟုတ်ဇလန်းတွဲရဟိုဘဝအစအနုပညာနဲ့အစပတ်နုသွေးဆိုရယ်ဇလန်းတွဲလေးနဲ့စခဲ့တာဆိုတော့အခုလိုဇလန်းတွဲရပို့ပြီးတော့တွင်ကျယ်လာတဲ့အချိန်မှာပို့တရုတ်ဆောင်နေနေနဲ့ ပို့ပြီးတော့အားရှိတာပေါ့လေဟုတ်ဟုတ်အဲ့ဒီအချိန်တုန်းကတော့လွန်ခဲ့တဲ့2012လောက်ကပေါ့လေဆိုတော့2013လောက်ကဆိုတော့ဇလန်တို့ရဲ့အရင်မြန်မာနိုင်ငံမှာခင်မစားသေးဘူးဆိုတော့လေ အဲအိဇလန်တွဲရတော့ဇလန်တွဲရအစလို့တော့ပြောလို့ရမှာပေါ့ဟုတ်ဟုတ်တကယ်လို့တကယ်လို့ဖြစ်ခဲ့ရင်တော့ဟိုအားလုံးအတွက်ပေါ့ဇလန်တွဲရရလည်းအများကြီးပဲမြည်ကြည့်လိုက်တဲ့ချိန်မှာအဲအများကြီးပဲဆိုတော့အားလုံးဘသူရရပေါ့လေအားလုံးကစူးစမ်းကြရတဲ့သူတွေပဲဆိုတော့အပေးမှာပါမေတို့အခုပေါ့အဲဒါယုံတင်တော့မဲ match 28ရက်မှာယုံတင်မဲ့ကင်းရုပ်ရှင်ကားကိုအပေးပါလို့ပြောချင်ပါတယ်